3ရက်နေ့အောက်တိုဘာ2025ခုနှစ်လူမြတ်ကျော်ရဲ့ညာခင်းပိုင်းတင်ဆက်မှုမှာဒီကနေ့ကတော့စာမွေးစစ်မယ်မိကုန်းနေထုတ်မယ်ရွေးကောက်ပွဲအနာတိုင်းဖက်စစ်တဲ့မင်းအောင်လိုင်စစ်အုပ်စုကကျင်းပတယ်ရွေးကောက်ပွဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တော်လိုင်းအင်အားစုတွေမှာအတုအယောင်ရွေးကောက်ပွဲ တရားမဝင်ရွေးကောက်ပွဲနှစ်မျိုးအတုံးပြူတာကိုတွေ့ရပါတယ်အဲ့တော့အတူရောင်ရွေးကောက်ပွဲနဲ့တရားမဝင်ရွေးကောက်ပွဲဆိုတဲ့စကလုံးအတုံးလုံးနှစ်ခုမှာဘယ်စကလုံးကပို့ပြီးနိုင်ငံရေးအရာထိရောက်ပါသလဲအတူရောင်လို့သုံးတယ်လားတရားမဝင်လို့သုံးတယ်လားဥပဒေအရဂျောင်းအရနိုင်ငံရေးအရတိုက်ပွဲခေါ်တန်ရအတူရောင်ဆိုတဲ့ စကလုံးဟာအင်မတန်အားပြော့တာကိုတွေ့ရပါတယ်။တရားမဝင်ရွေးကောက်ပွဲဆိုတာကတော့တရားဝင်မှုမရှိတဲ့ဖက်စစ်တက်လုပ်တဲ့မိသည့်အရာမှတရားမဝင်ဘူးရွေးကောက်ပွဲကလည်းတရားမဝင်ဘူး။တရားမဝင်ဘူးဆိုတာဟာဥပဒေမဲ့တာပါပဲ။ဒါကြောင့်မို့ကျွန်တော်တို့စကလုံးသုံးလုံးတွေကိုတော်လိုင်းကြီးကာလမှာသုံးဆွဲတဲ့နေရာမှာစနစ်တကျစစ်စစ်ဖို့လိုပါတယ်။စစ်တက်ဟာကျွန်တော်တို့စကလုံးရအစ စကလုံးအခေါ်အဝေါ်ရီကအစနန်းနေပါတယ်ဥချိုးပါတယ်ဒီအကြောင်းလေးကိုကျွန်တော်ရှင်းပြခြင်းတလို့ရွေးကောက်ပွဲမှာမဲပေးကြမှာလားဆိုရဲမိကွန်းတချို့တော်လန်တက်ကြွလှူရှားသူတွေဘက်မှာတော့ပြည်သူလူထုဟာမိမိရဲ့အန်တရေကိုကာကွယ်ရစ်အနေနဲ့မဖြစ်မနေမဲပေးရမယ်ဆိုရင်တော့သွားပေးကြရမှာပဲ။ တချို့ကတော့လေဒီမဲမပေးပဲနေကြမဲမပေးပဲနေလို့ရှိရင်ဘာဥပဒေနဲ့မှအရေးယူလို့မရဘူးတချို့ကျွန်တော်ရဲဘော်မိတ်ဆွေတွေတဲကပြောနေတယ်တဲ့မှာလဲအုတ်ချုပ်ရေးမှုကစင့်ခေါ်ရင်ဟျောင်းလော်စပီကာနဲ့မောင်ရွှေအိနမဘလော့ဘာလို့မဲလာမပေးတာလဲအဲဒီလိုဆိုရင်ညှင်းဆန်ဝင်ပါဗလားမဲမပေးရင်စစ်တပ်ကဘယ်လိုရုံမှာမလဲ မဲပေးခဲ့ရင်ကိုတက်ရောက်မှုပါရှိတယ်တာရီကိုတေချာစဉ်းစားဖို့လိုလာတဲ့အချိန်ရောက်လာပါပြီအဲ့တော့ရွေးကောက်ပွဲကိုလုံးဝတရားရာခိုင်နှုန်းမကျင်းပဖြစ်အောင်တရားမဝင်ရွေးကောက်ပွဲဖြစ်တတ်မှတ်ပြီးရိုက်ချိုးဖြက်စီးနိုင်လားကြိုက်ချိုးဖြစ်စည်းနိုင်ခဲ့ရင်တော်လည်ကြီးကဘလို့ဖြစ်သွားပြီလေမရိုက်ချိုးနိုင်ဘူးမဖြစ်စည်းနိုင်ဘူး ရက်ဆိုင်တော့အောင်မလုံနိုင်ဘူးဆိုရင်ဟောရွေးကောက်ပွဲအထမြောက်အောင်မြင်သွားပြီတကလမင်းအွန်လိုင်းအနာသိန်းစေအုပ်စုဟာတရားဝင်အစိုးရတပ်ဖွဲ့နိုင်ငံတကာကုလသမဂ္ဂနယ်ပယ်နိုင်ငံတကာအတိုင်းဝိုင်းတန်ငင်းတမန်ကြီးတွေမှာထိုးနှက်လာပြီးဝင်ရောက်လာပြီးနေရာယူလာပြီးအန်ယူဂျီအစိုးရနဲ့ CRPH တို့ရဲ့တရားဝင်မှုကဆက်လက်အသက်ဝင်ပါမလားတော်လိုင်းအတွက်ကော 如果为后面多个人把拼来的嘞，谁搞为金把嘞？我如果十大马背说的是简单的，这样的。第七年的十年的，哎哟，没多兵马了，龙王没背景，如果为我龙王他被冒起的，不如他被冒掉不嘞？有别个比都撸撸的哈。 တနကြားထဲမှာနေနေရတယ်။ရွေးကောက်ပွဲကိုစန့်ကျင်တပိတ်မောက်ဖို့မပြောနဲ့။ရွေးကောက်ပွဲဝါရဖြန့်ချီဇက်ကာတို့မို့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စာချောင်းရေးထားတဲ့အောက်မှာဟာဟာပြီးရင်တော့ထောင်ချနေတယ်။ဖက်စစ်တပ်ကလုတ်ပေးတဲ့ရွေးကောက်ပွဲနဲ့ဖက်စစ်တပ်ကပေးမဲ့ဖျားစုဒီမိုကရေစီ။ပါမျော်လေးစရာမှာတော့မရှိဘူး။ ပါဇက်ကပြောတာလွယ်တယ်လက်တွေ့မှာတကယ်ရင်ဆိုင်ဆန့်ချင်ဖို့ကျွန်တော်တို့ခွန်အားရှိသလားဒီနေရာမှာတကယ်ဆန့်ချင်ရက်ကန်နိုင်လားဒါတွေကို ကျွန်တော်တို့ဆွေးနွေးမယ်နံပါတ်1ကျွန်တော်အစပထမဆုံးကပြောတယ်လို့စကလုံးတွေကိုဖတ်စစ်တာဦးချိုးနေတယ် မိန်ဖြော့သွားအောင်ပါဝါမရှိအောင်ဆောင်ရွက်တဲ့အခင်းချင်းကြီးကိုဥသိစေအစိုးရလက်ထက်မှာတည်းကစပြီးဆောင်ရွက်ခဲ့တိတာထင်ရှားတာလေးပြောပြမယ်ဆန္ဒပြကြမယ်ကျွန်တော်တို့အင်အားစုတွေကဆန္ဒပြကြမယ်အဲ့တော့စစ်တပ်ကပေးတဲ့2010ရွေးကောက်ပွဲကတက်လာတဲ့တိမ့်စိန်အစိုးရယူနီဖောင်းလဲအစိုးရဆိုတဲ့ကောင်တွေကဘာလုပ်လဲဆိုတော့ စန္ဒထုတ်ဖို့မယ်နောက်တစ်ခုချီတက်ကြမယ်ရဲဘော်တို့ရှေ့တို့ချီတက်ကြမယ်အဲ့ဒါကိုစစ်တပ်ရဲ့စစ်တပိုင်းဒီမိုကရေစီအရက်ဝက်လွဲအရက်သားအစိုးရဆိုတဲ့ကြန့်ဖို့ ਨੇ စစ်တပ်တစ်ခုလုံးကကျွန်တော်တို့ကိုဘလို့ဝါရဖြန့်လေစီတန်းလဲ့လေမယ်အဲ့တော့နောက်ပိုင်းမှာလေအဲ့ဒီအခေါ်ဝေါ်တွေကခက်စားလာတယ်လို့ဖြစ်ပြီးတော်လိုင်းနေပေမှာအစကြာကာလ mm federal အစီအမံ no ဂျာကာလာဖရယ်ဆိုင်ရာ ပြဋ္ဌာန်းချက်များဒီလိုဖြစ်ကပါမယ်အခုကကကျွန်တော်တို့ဘက်ကတော်လန်အဲတော်လန်ရေးပါတော်လန်ရေးရဲ့ခေါင်းကင်ဆိုသူတွေကပါ CS လို့ NGO လို့အတုံးတုံးနေနဲ့ရောရောင်ပြီးတုံးတာတွေ့ရဂျာကာလာဖက်ဒရယ်အစီအမံဆိုတာအောက်လန်းအစီအမံလားရရရအစီအမံလားလုံးဝအားမရှိတယ်လို့ဥပဒေအရနိုင်ငံရေးရဒီစကလမျိုးဘယ်နေရာမှမတုံးပါဘူး ာဂလာဖက်ဒရယ်ဆိုင်ရာရှေ့ပြေးပြဋ္ဌာန်းချက်များဒီလိုစကလုံးမျိုးတွေတုံးတာဖြစ်ပါအခုလဲဒီလိုပဲရွေးကောက်ပွဲစန့်ကျင်မယ်ရက်တန့်မယ်ဒါကိုရေးရေးမပြောရေးပဲအတူအရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြ노တရားမဝင်ရွေးကောက်ပွဲကိုတပိတ်မှောက်ကြဒီလိုနိုင်ငံကြီးဘုပ္ပကောမယ်တိုက်ပွဲနဲ့ပတ်သက်တဲ့တော်လိုင်းကြီးနဲ့အဆို့အမိန့်တွေကိုခိုင်ခိုင်မာမာ တိတိကျကျထင်ထင်ရှားရှားဒေါ်လာကြီးသမားတွေဒေါ်လာကြီးခေါင်းဆောင်တွေကပေးနိုင်ရပါလိမ့်မယ်။အခုကျွန်တော်တို့စီကဒေါ်လာကြီးဥဆောင်သူများဆိုသူကပါဆိုသူတွေကပါရောရောင်ပြီးတော့ဟိုလိုလိုဒီလိုလိုတောင်လိုလိုမြောက်လိုလိုအီယာလဲကောက်မသိထိုရလဲမစိုးပါဆိုတဲ့ပြတ်သားတဲ့အတွေးခေါ်တွေလုံးဝမရှိဘူး။ဟုတ်ပြီရွေးကောက်ပွဲတကယ်လို့ဖြတ်စည်းနိုင်ခဲ့ရင်တော့အလွန်တရာအကျိုးများတယ်။မဖြတ်နိုင်ခဲ့ရင်တော့ပထမဦးစွာအန်ယူချီဆိုတဲ့ အစိုးရရဲ့တရားဝင်မှုပြပြပါမယ်။ CRPH လို့ရဲ့လွတ်လွတ်တော်ကိုစားပြုကော်မတီတရားဝင်မှုပြပြပါမယ်။နံပါတ်3ကုလသမဂ္ဂမှာအမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံတာတဲ့အန္တရီအစိုးရရဲ့ကိုယ်စားလှယ်ကုလသမဂ္ဂကိုယ်စားလှယ်ဦးကျော်မိုးထွန်းရဲ့ကုလသမဂ္ဂထိုင်ကုန်နေရာကိုစိန်ခေါ်ခံရပါမယ်။နိုင်ငံတကာတန်ယုံနေစီကို ော်လန်နဲ့မြန်မာပြည်သူတွေရဲ့ passport စာအုပ်ပိတ်သိမ်းတာတွေနေရက်ကိုပြန်ပို့ခိုင်းတာတွေကိုရွေးကောက်ပွဲပြီးလို့တရားဝင်အစိုးရတပွဲဖြစ်လာရင်ဆောင်ရွက်လာပါလိမ့်မယ်ဟုတ်ပြီရွေးကောက်ပွဲသာဖြစ်မြောက်သွားရင်တော်လန်ကြီးဘတ်ချမ်းမှာတော့ဆုံးရှုံးမှုက80ရာခိုင်နှုန်းနီးပါးရှိလာပါလိမ့်မယ်အဲ့ဒီအဲထဲမှာမှာ လက်နက်ကင်တော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့ကတော့ဆက်လက်တော်လန်လို့ရနိုင်တယ်။နိုင်ငံရေးရတရားဝင်မှုတွေတော့ဆုံးရှုံးသွားလိမ့်မယ်။ဟုတ်ပြီရွေးကောက်ပွဲကိုဖြတ်သိမ်းနိုင်ဖို့ကိုကျွန်တော်တို့မှလုံလောက်ပြည့်စုံတဲ့အင်အားအချက်လက်ရှိပြီလား။ဒီလိုဖြတ်စည်းဖို့ဒီလိုရပ်တန့်နိုင်ဖို့ကြိုးစားနေကြတွေကိုလည်းဗိုက်စတာကသိတယ်။ပြီးတော့နေ့စဉ်တရဆက်လီမြန်းနဲ့ဘုံကျဲတယ်စစ်ကြောင်းတွေထိုးတယ် ရန်ရှင်းငါရှုပ်သဘောတရားအရဗစ်စတက်ဟာကျွန်တော်တို့တူလိုင်းအင်အားစုတွေကိုမရှုပ်ရှုပ်အောင်ရှုပ်ထွေးရှုပ်ရှက်ခတ်စိတ်ညစ်နေအောင်လှုပ်ထားပါတယ်ယူကဝေဝါရဖြန့်ကားရီနဲ့ပတ်သက်ပြီးအမှုပညာရှင်တွေကိုသပိတ်မောက်တာကအစကျွန်တော်တို့အင်အားစုဂျားအာယုံလွဲအောင်ရွေးကောက်ပွဲစီကိုအာယုံမရောက်အောင်လှုပ်တာမျိုးလေတစိမ့်တစ်ပိုင်းရဖြစ်နိုင်ပါတယ်ဒီအချိန်မှာတော့တဲတဲကွဲကွဲ ဖားနဲ့ငါထင်းထင်းရှားရှားကြွေးကြော်တိုက်ပွဲဝင်ကြရလိမ့်မယ်အတူရောင်ရွေးကောက်ပွဲလားတရားမဝင်ရွေးကောက်ပွဲလားဆိုတဲ့အတုံးလုံးတစ်ခုကိုပဲတော်လိုင်းအင်အားစုကြီးအားလုံးကြားထဲမှာညီညွတ်စီချင်တယ်ဘလူခေါ်ခေါ်ပြဿနာမရှိဘူးအတူရောင်ပဲပြောပြောတရားမဝင်ပဲပြောပြောရွေးကောက်ပွဲကိုလက်မခံကြောင်းထင်ရှားတယ်ဒါပေမဲ့တရားမဝင်ဆိုတဲ့စကားလုံးကိုသုံးသင့်ပါတယ်တရားမဝင်ရွေးကောက်ပွဲ ဘာကြောင့်တရားမဝင်တာလဲ။နောင်ကြီးဘွယ်စည်းပုံအခြေခံဥပဒေဆိုတဲ့စစ်တပ်ကဖိန်ခုံးဥချနေတဲ့ဥပဒေအရာပဲပြောကြရကြီး။မင်းအောင်လိုင်းရဲ့စေအုပ်စုဟာနိုင်ငံတော်အာဏာကိုလူယူတဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်တဲ့သူတွေဖြစ်ပါတယ်။နိုင်ငံတော်ပုံကံမှုကိုကျူးလွန်လာတဲ့ရာဇဝတ်သားတွေဟာတနက်ကင်လူအုပ်စုနဲ့တိုင်းပြည်ကိုအနိုင်ကျင့်လာတာပါ။တနက်ရှိလို့အနိုင်ကျင့်လာပါ။ဒီကနေ့တနက်မရှိရင်မနက်ဖြန် ်လေပင်ကြိုးခွင်းဆွရမယ်ဘဝကိုရောက်မှာဖြစ်ပါတယ်ဒီရဲ့ concept သဘောတရားရဒီတနက်ကိုတနက်ချင်းအနိုင်ယူဖို့အတွက်လက်နက်ကင်တပ်ဖွဲ့တွေနဲ့တိုက်ပွဲဝင်နေတယ်တစ်ဖက်မှာတနက်ကိုတနက်ချင်းအနိုင်ယူရမှာလည်းရှိတယ်လို့တစ်ဖက်ကတော်လိုင်းအင်အားစုဘက်ကလက်နက်ကင်တိုက်ပွဲဆင်နွှဲသူတွေကလည်းပြည်သူလူထုကိုကာကွယ်ရန်အတွက်လက်နက်ကင်ဆောင်ရခြင်းဖြစ်တယ်လို့လည်းဖွင့်ဆိုလို့ရပါတယ်ဆိုတော့ဟုတ်ပြီတရားမဝင်ရွေးကောက်ပွဲကိုတပိတ်မှောက်ကြလို့ တလုံးနဲ့တချောင်းနဲ့တော်လိုင်းအင်အားစုအလုံးကညီညီညွတ်ညွတ်တပြိုင်နဲ့ပြည်သူလူထုကို ထင်ရှားတဲ့တိတ်တာတဲ့သတင်းစကားမပားနိုင်ဒေတာကိုကြည်ချင်းအားဖြင့်ရွေးကောက်ပွဲရပ်တန့်ဆန့်ကျင်ရေးဖြတ်သိမ်းရေးလှုံရှားမှုတွေနိုင်ငံရေးစီရေးလှုံရှားမှုတွေနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကိုရပ်တန့်နိုင်ဖို့လုံလောက်တဲ့အချက်လက်လုံလောက်တဲ့အင်အားစုဖွဲ့မှုနဲ့ လုံလောက်တဲ့သတင်းစကားဝါရဖြန့်ချိမှုကိုမရသေးဘူးလို့ကျွန်တော်တို့မြင်ပါတယ်ဒီကနေ့နိုဝင်ဘာ3ရက်နေ့ပါရွေးကောက်ပွဲဟာဒီဇင်ဘာ28ရက်နေ့မှဇန်နဝါရီ28ကျင်းပမယ်လို့ဖက်စစ်တပ်ကပြောထားပါတယ်ဆိုတော့နှစ်လနီးပါးလောက်အချိန်မှာငါတို့တော်လိုင်းအင်အားစုတွေဘာလို့တတန်တယ်မထွက်နိုင်တာလဲ အလံတစ်ခုရဲ့အောက်မှာအတန်တတန်နဲ့ထွက်ဖို့စူစည်းညီညွတ်ဖို့ဘာလို့စီယုံဆွဲဆောင်မကြိုးစားနိုင်တာလဲတို့တို့ငါတမင်းငါလှုပ်ချင်တာလှုပ်ငါပြောချင်တာပြောငါအတ္တနဲ့ငါငါလှုပ်တာအမှန်ငါပြောတာအမှန်ငါလှုပ်မှာတော်လန်ကြီးတော်လန်ကြီးလှုပ်ချင်ငါစီကခွင့်ပြုချက်ယူဆိုတဲ့အတွေးအခေါ်ကို မစွန့်လို့မချင်းစစ်တပ်ကိုမနိုင်ဘူးရှင်းနေတော့ ငါတို့အားလုံးအတူတော်လှန်ကြမယ်အန်ယူဂျီအောက်ကစုဖွဲ့ထားတဲ့တပ်နဲ့စစ်တပ်အောက်ကစုဖွဲ့ထားတဲ့ဖက်စစ်တပ်တိုက်တဲ့တိုက်ပွဲမဟုတ်ဘူးအားလုံးသောလဲနေလင်အောင်မြင်းဆောင်မကြံပါဝင်တဲ့ပြည်သူတော်လှန်ရေးဖြစ်တယ်ဆိုတဲ့အတွေးအခေါ်ကိုမရမချင်းဒီတော်လှန်ရေးအဆုံးတက်အောင်ပွဲကိုမရဘူးတစ်ချက်နှစ်ချက်နံပါတ်1 တိုင်းသားတွေအားလုံးဟာမိမိတို့လူမျိုးစုဆိုင်ရာ national listen ဆိုတဲ့ချင်းမြောင်းတဲ့လူမျိုးကြီးအတွေ့အခေါ်နဲ့ငါပြည်နယ်ငါတိုက်ငါရတဲ့နေရာငါတိုက်ငါအာနာတီဆောက်ငါလှုပ်ချင်တာလှုပ်ငါလှုပ်သည်မအမှန်ငါမှာတနတ်ရှိတယ်ငါစစ်နိုင်တယ်ဆိုတဲ့ချင်းမြောင်းတဲ့လူမျိုးကြီးအတွေ့အခေါ်ကိုမစွန့်လွတ်နိုင်မချင်းဒီဖက်စစ်တပ်ကိုမနိုင်ဘူး အတိုင်းသားကြီးအောင်တက်တွေတဒက်ချင်းတိုက်လဲမနိုင်ဘူးအားလုံးပေါင်းတိုက်မှနိုင်မယ်ဘလို့ပေါင်းရမှာလဲတန်းတူညီမျှမှု ကိုပိုင်ပြတ်ထန်းခွင့်ကိုကျမကိုဖတ်တီးပိုင်ခွင့်အခြေခံတဲ့ပြည်နေမျိုးကိုပေါင်းစုတဲ့ပြည်တော်စုတတ်မတော်အရဖွဲ့စည်းနိုင်မှဖစစ်တက်ကိုနိုင် ပြည်တော်စုတက်မတော်ကိုစီရေးရဖွဲ့စည်းတိုက်ပွဲဝင်ထိုးစစ်ဆင်တယ်လို့တဖက်မှာ national contrast ဆိုတဲ့ပြည်တော်စုဆိုင်ရာသဘောတူစာချုပ်ဆိုတဲ့ရခိုင်ကချင်ချင်းမွန်ကရင်ပမာလက်ရှိတိုက်ပွဲဝင်နေတဲ့ဒီလူမျိုးကြီး6မျိုးတိုင်းသားလူမျိုးလူမျိုးနွယ်စုပဲပြောပြောကျွန်ုပ်တို့သည် ဒီနယ်များပေါင်းစုသောဖက်ဒရယ်ပြည်ထောင်စုအားရရှိစေရန်ပြည်ထောင်စုတပ်မတော်ကိုဖွဲ့စည်း၍ဖက်စစ်တပ်အား Queensland COC ဖြစ်စတင်ထိုးစစ်ဆင်ပြီးဖြစ်တည်လို့စာကြောင်းတစ်ကြောင်းနဲ့ကချင်၊ကရင်၊မွန်၊တဝဲလည်းပါမယ်တဝဲရခိုင်ဗမာရှမ်းကတော့တိတ်မသေးကြဘူး တိုင်းသားလူမျိုးများ6ခုလောက်နေဗမာကနေခုနှစ်ခုလောက် national contract ဆိုတဲ့ national စာချုပ်အမျိုးသားစာချုပ်ချုပ်ဆိုနိုင်ရင်နိုင်ငံရေးရာဖွဲ့စည်းပုံကိုကြော်လွန်ဆန့်ကျင်လို့ရတဲ့သဘောတူစာချုပ်ဖြစ်ပါတယ်နော်အဲ့တော့ပြည်တော်စုတက်မတော် federal တက်မတော်စုစည်းညီညွတ်တဲ့အင်အားစု ီနယ်များပေါင်းစုသောပြည်တော်စုတမတော်ပြည်နယ်များပေါင်းစုသောပြည်တော်စုနိုင်ငံတော်ဒီနှစ်ခုရဲ့အတွဲအဆက်ကိုမဖော်ဆောင်နိုင်မချင်းတပြည်နယ်တိုက်လိုက်ကိုနေရာကိုယူလိုက်ကိုအာနာဒီဆော့ကိုလူမျိုးတတိတနန်းတကြနန်းနဲ့ငါနေမီငါနေရငါအာနာငါစစ်တိုက်လို့ငါနိုင်တာလို့ချင်းမြောင်းတဲ့လူမျိုးကြီးအတွေးခေါ်ကိုစွန့်လို့ပြီး ဒီနေရာတွေမှာငါစစ်နိုင်ပြီငါတိုက်လို့ငါနိုင်တာဖြစ်သည်မှန်သည်ငါလူမျိုးအတွက်တိုက်တာဖြစ်သည်မှန်သည်ငါလူမျိုးအတွက်အပြီးရင်ငါနိုင်ငံအတွက်ငါပြည်သူအတွက်ငါတို့ဆက်တိုက်မယ်ပြည်တော်စုဆိုင်ရာသဘောတူညီမှုနဲ့ပြည်တော်စုတက်မတော်ထူထောင်နိုင်တဲ့နေ့ဒီနေ့ထူထောင်ဒီနေ့ဖက်စတဲ့ကိုနိုင်တယ်သူလုံးမဲ့ရွေးကောက်ပွဲပဲဖြစ်ဖြစ်သူပြောတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ဖြစ်ဒီနေ့တိုင်းသာတက်တွေနဲ့ဗမာတက်တွေ နိုင်ငံရေးဆိုင်ရာပြည်တော်စုသဘောတူညီချက်မျိုးသားစာချုပ်ချုပ်ဆိုနိုင်တဲ့နေ့မနှက်ဖြန်ဆိုရင်သူပြောသမျှလှုပ်သမျှအရာအလုံးဥပဒေရပြက်ပြဲတယ်အမျိုးသားစာချုပ်ပြည်တော်စုသဘောတူစာချုပ်ကအရာအလုံးကိုလွှမ်းမိုးပြက်ပြဲနိုင်ပါတယ်ခင်ဗျားတို့ကဘလို့ယူဆပါသလဲဒီနေ့ဟာဆမ်ဝဲစစ်တာဖြစ်တယ်မေကွန်းထုတ်တာဖြစ်တယ်အုံနောက်ကိုမုံတိုင်းရှင်ပြီး ကောမတ်တွေကြီးပြီးကြပါဂျေဇူးတင်ပါရဗျာ